အမှုပညာရှင်များအလုံးအကြမ်းဖက်စစ်တပ်၏ရွေးကောက်ပွဲဝါဒဖြန့် policy အလိမ်ညာစည်းရုံးရေးတွင် ပါဝင်ရနှင့်ငင်းဆန်လျင်အေးအေးယူမိဟုညွှန်ကြုတ်အေးကြွယ်ချင်းချောက်ပြပသို့ခွင့်ပြုချက်မရှိဘဲထွက်ခွာခွင့်မပြုအမှုပညာရှင်များအလုံးအနေဖြင့်အကြမ်းဖက်စစ်တပ်၏ရွေးကောက်ပွဲဆိုင်ရာဝါဒဖြန့် policy အလိမ်ညာစည်းရုံးရေးများတွင်ပါဝင်ရမည်ဖြစ်ပြီးငင်းဆန်လျင်အေးအေးယူမိဟုချင်းချောက်ကပြပသို့ခွင့်ပြုချက်မရှိဘဲထွက်ခွာခွင့်မပြုတော့ကြောင်းသိရှိရသည် ယမန်နေ့အောက်တိုဘာလ30ရက်နေ့အကြမ်းဖက်စစ်တပ်လက်အောက်ခံပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှညွှန်ကြားအေးကြွေကရန်ကုန်မြို့ရှိရုပ်ရှင်လုပ်ငန်းရုံးတွင်ရုပ်ရှင်အတိုင်းအတူများလိုင်းကိုခေါ်ယူတွေ့ဆုံပြီးလာမည့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မည့်ဝါဒဖြန့်အလိမ်များစီယုံရေးများတွင်ပါဝင်တရုတ်ဆောင်ရမည်ဖြစ်ကြောင်း လူငယ်ဖြစ်ပြန်လည်လွတ်မြောက်လာသောအမှုပညာရှင်တရုတ်ဆောင်များပါမကြံပါဝင်ရမည်ဖြစ်ကြောင်းအကယ်၍ငင်းဆန်လျင်အထက်မိတ်အရာအေးအေးယူမည်ဟုဖိအားပေးပြောဆိုလာကြောင်းသိရှိရသည် လူမင်းပြည်တည်ကြီးအိန္ဒြာကျော်စင်ပါမကြံနာမည်ကြီးတရုတ်ဆောင်အမှုပညာရှင်များအားလုံးပါဝင်ရမည်မပါရင်ငင်းဆန်သူများအားလုံးကို အထက်မိတ်အရာအားလုံးကိုအေးအေးယူမယ်လို့ရမှာကတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကမ်ပိန်းစာသားကိုတယောက်ချင်းစီပြောရမယ် ရိုက်ကူးရေးကိုစက္ကမဘက်ရိုက်ပြီးသူတို့တရင်နဲ့ဖြုတ်ပြေး platform အားလုံးတွင်ထုတ်လွှင့်မယ်။တချို့ကိုယ်တိုင်ရိုက်ပြီးသူတို့စီကိုပို့ပေးရမယ်။နိုဝင်ဘာလဆန်းမှာရိုက်ကူးမှာဖြစ်တဲ့ရုပ်ရှင်ဇလန်းတို့မဟုတ်ပါတယောက်ချင်းစီကစက္ကမဘက်ကရုပ်စုခိုင်းတဲ့ campaign စာသားကိုရုပ်စုတဲ့ video ရိုက်ကူးရေးဖြစ်ပါတယ်ဟုရန်ကုန်ခေတ်တည်းဤတရင်ရင်းမြစ်ကပြောဆိုသည်။ ပြည်သူများအကြားတွင် အကျန်းဖက်စစ်တပ်၏အလိန်အညာဝါဒဖြန့်ရွေးကောက်ပွဲနှင့်ပတ်သက်သောခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်းနှင့်တရုတ်ဆောင်များကိုပြည်သူများကဝိုင်းဝန်းဆန့်ကျင်တပိတ်မောက်မှုအရှိန်တက်လာချိန်တွင်စစ်တပ်ကထိုးသို့ဖိအားပေးလာခြင်းဖြစ်သည်ခေတ္တမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲဆိုင်ရာ အလိန်အညာဝါဒဖြန့်ဇလန်းကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်သည်ဟုဆိုကာဒရိုက်တာမိုက်တီခတန်းထွန်းစော်ဇပ်ပုတရုတ်ဆောင်ကျော်ဝင်းထွန်းခကျော်မင်းထွန်းနှင့်ဟာတာတရုတ်ဆောင်အွန်တိုင်းစော်မြင့် ဒရိုက်တာအောင်ချမ်းလူတို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနောက်ဆက်သူများဥပဒေဖြင့်အရေးယူမည်ဟုအကြံဖက်စစ်တပ်ကကြေညာထားသည်ယင်းအပြင်အမှုပညာရှင်များနှင့်တရုတ်ဆောင်များအဆိုတော်များကိုစစ်တပ်ထံသို့ကြိုတင်ကြောင်းကြားခြင်းနှင့်ခွင့်ပြုချက်မယူဘဲပြည်ပသို့ထွက်ခွာခွင့်မပြုတော့ကြောင်းပြည်ပထွက်ခွာမည်ဆိုလျင်ခွင့်ပြုချက်ယူရမည်အပြင်ပြန်လာရန်ကိုလည်းကတိဝင်ခံချက်ထိုးရမည်ဖြစ်ကြောင်း အကယ်၍ခွင့်ပြုချက်မရှိဘဲပြပထွက်ခွာရန်ကြိုးစားပါကလေးစိမ့်မှလက်ပြန်ခိုင်းမည်ဖြစ်ကြောင်းလက်ရှိတွင်လေးစိမ့်မှလက်ပြန်ရသောအမှုပညာရှင်များရှိနေကြောင်းစစ်လော်ပြီးအစိုးရယုံလေး၏လူမှုကွန်ရက်တွင်ဖော်ပြချက်နှင့်ပြပထွက်ရန်ညှင်းဆုတ်ခံရသောအမှုပညာရှင်တချို့ထံမှသိရှိရသည်